မေဘေးကဘာလို့ဖို့ကြိုးစားနေရလဲဆိုတော့ကျွန်တော်စိတ်ထဲမှာတော့ဒီဘေးကတကယ့်ကိုအဲ့လိုလေကွင်းတွေတောင်တွေတွေ့ရင်တိမ့်ကျင်ပြီးတော့ညီမအစ်တကယ့်ဟိုလုံးဝစောက်ကျင်ဒီရင်းမှာကျင်းပါမယ်2025အထွေထွေရွေးကောက်ပွဲပေါ့နော်ညီမစစ်တက်ကနေ2008ဖွဲ့စည်းပွဲအောင်မှာကျင်းပါမယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဲ့မှာပါဝင်ကြမယ့်သူတွေအဲအမလောင်းတွေပေါ့ဗျာလွတ်တော်ကိုယ်စားလှယ်လောင်းတွေပေါ့စသဖြင့်ပုံကိုယ်တွေနောက်တို့ပါတီတွေမဲဆွေစည်းုံနေကိစ္စတွေနေရာခင်ဗျားတို့ကြည့်ကြကြလားတော့မသိဘူး ဒါပြည်သူအများစုကလည်းဒါတို့စိတ်ဝင်စားတဲ့ကိစ္စမထောက်ခံတဲ့ကိစ္စဆိုတော့ကြည့်ကြမှာတော့ကြည့်ပါဘောเนาะအဲကျွန်တော်ကတော့ဒါနေရီဟိုစိတ်ဝင်စားလေးလာနေနောက်တို့ရဲ့လူဖွဲ့စည်းပုံကျွန်တော်လွယ်လွယ်မမာပေါ့ပေါက်တက်ရဲ့ရှောက်ပြောနေတဲ့ကိစ္စတွေကို steady လုပ်တဲ့လူလေးလာနေသူဖြစ်တဲ့အခါကျတော့ကျွန်တော်ကတော့ကြည့်ပြတယ်အော်ကြည့်တဲ့တော့လေအတော်ရည်စရာကောင်းပါတယ်ကျွန်တော်အဲ့လိုဗီဒီယိုအတိုတွေ Facebook မှာကျွန်တော်တို့နောက် YouTube Shop တွေ TikTok မှာစသဖြင့်ပေါ့เนาะကျွန်တော်အများကြီးတွေ့တယ်အများကြီးတွေ့တယ် ဟုတ်တနည်းအားဆိုရင်လည်းဒါကျွန်တော်ထင်တယ်ပါတီနာမည်ရောမမတ်မိဘူးအမျိုးသမီးတူအဲဒီတည်သူတွေပေါ့သူတို့စူးစီးထားတဲ့ခြေလက်ကတည်သူတွေကိုသူအဲ့လိုတရားဟောသူ့အကြောင်းပြောပြတယ်ဟောနော်သူ့အကြောင်းပြောပြတယ်လို့သူကဘယ်နှစ်နှစ်အတွင်းဘွဲဘယ်နှစ်ခုရတယ်နော်2008မှာဘာဘွဲ2009မှာဟိုမာစတာ2010မှာ something like that ပေါ့နော်စသဖြင့်သူတို့အဲ့အမျိုးပြောနေတယ်ကျွန်တော်ကြည့်ကြည့်ရဲမှာကင်မရာတည်သူတွေပဲလှည့်တော့တည်သူတွေကလည်းငုတ်တုတ်ကလေးထိုင်ကြည့်လို့ဆိုတော့ဩဒီဒီမဲဆိုတရားဟောနေတဲ့သူတွေ ဲ့တော့ကိုယ်တိုင်လုံးမဲ့သူတွေနဲ့တည်သူတွေကြားထဲမှာပေါ့ chemistry ဘယ်လောက်မိလဲပေါ့နော်ဟိုဒါကြီးက အတူရောက်ရွက်ောက်ပဲနော်ဒါလုံးဝနေမှာစစ်တက်ကဲဟန်ပြက်ရွက်ောက်ပွဲဆိုတာအလုံးပြောနေကြတဲ့အချက်ကအဲ့ဒါအဲ့ဒါကိုကြည့်ရင်ကျွန်တော်တို့သိနိုင်တယ်တော့အိမ်မဲဆိုစီယုံသွားနေတဲ့သူတွေရဲ့အ ਨੇ သောအမဆိုင်မုတ်တင်ပြီးကနေတဲ့သူတွေဘာတွေပေါ့နော်အပဝင်းညံလူတွေနေလုံးတွေကိုကြည့်ကြည့်ပါအဲသူတို့ဒီလေတည်သူတွေကတည်သူဖြစ်တဲ့အခါကျတော့သူတို့နေလုံးတွေလည်း လိန်လို့မရပါဘူးကျွန်တော်ပဲအဲဘလို့ဒီလိုရှူတော့အရင်တရုံနဲ့ကြည့်လို့လားတော့မသိဘူးတရားသူတို့ညလုံးနေထဲမှာအဲ့လိုညှော်လင်းချက်မဲ့တဲ့အရာတွေပဲကျွန်တော်တွေ့တယ်ဟိုကျွန်တော်ကကျွန်တော်ပဲတဆုံးမကောင်းနေတာလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒါကဒီဗမာဒီရင်းမှာရှိနေတဲ့တည်သူတွေအခြေအနေလို့သုံးသပ်လို့ရတယ်အဲ့တော့ sorry ကျွန်တော်စကားဥဒန်းတာရှိသွားတယ်အဲ့တော့အခုလဲဒါခင်ရီပေါ့နော်ခင်ရီဒီကျန်းဖို့ဥက္ကရာခင်ရီကဒါ normal 14မှာ သူကြိုင်မဲ့ညို့နေပေါ့ဇေတီကြီးညို့နေရစစ်မှုရန်ဟောင်းနေတဲ့တွစ်ဆုံမွဲဆိုရဲဗီဒီယိုလေးတစ်ခုလေးကျွန်တော်ဒါ Telegram မှာတွေ့တယ်ဗီဒီယိုလေးကတော်တော်လေးပါသူ့ဗီဒီယိုက3မိနစ်လောက်ပဲပါတယ်အဲကျွန်တော်လည်း3မိုင်းလောက်ပဲခွဲပြီးဒီအတိုလေးတွေဆွေးနွေးဖို့ပဲရှိတယ်ဒါပေမဲ့ရီရတာပါရီရတာပေါ့နော်အော်သူဒီခင်ကြီးပြောနေတဲ့ဟာနဲ့ကျွန်တော်တို့ဗမာပြည်သမိုင်းနဲ့ပြည်သူလူထုနဲ့ဖိနှိပ်ခံရမှုနဲ့ဆက်ဆက်လိုက်ပြီဆိုရင်ဟိုတော်တော်ကြီးရှည်ရတဲ့ပြက်လုံးမျိုးတော့ကျွန်တော်တင်စားပြီးပြောလို့ရမယ်ခင်ကြီးက အခင်းကြောင့်မပြောခင်ကျွန်တော်ဒီနေရာမှာလေးစစ်မှုရန်ဟောင်းပေါ့နော်ကျွန်တော်စစ်မှုရန်ဟောင်းဆိုရင်လေကျွန်တော်အင်မတန်အင်မတန်ကျွန်တော်စိတ်မကောင်းထရတဲ့လူရန်းသားတည့်ရအနေနဲ့လည်းပါတယ်ဘာကြောင့်လဲဆိုတော့ဗမာတီမှာဒီညီမစစ်တက်ကအစင်းစင်းအုတ်ချုပ်ပုံခေါင်းပုံထက်ပုံဖိနှိပ်ပုံဆိုတာတည်သူလူလူကတော့အောက်ဆုံးအဆင့်ပေါ့ဗျာအဲတည်သူလူလူကိုအဲ့လိုခေါင်းတက်နေမှုကြိုးစားနေတဲ့ဒီစစ်သားတွေမှာမှအောက်ခြေအကျဆုံးစစ်သားတွေဘဝဒါလူအများစုပဲပေါ့အဲ့တော့ဒီစစ်တက်ကြီးတက်တက်ဒီမှာ ဟိုဟာရှိတယ်ဆိုရင်အရာရှိကဘယ်လောက်ရာဂိုင်းတုံးရှိမလဲ900ဂိုင်းတုံးလား1000ဂိုင်းတုံးလားပေါ့အကျန်တာကတော့အောက်ခြေရဲဘော်တွေစစ်သားတွေပေါ့အဲ့တော့ဒီစစ်သားတွေဘဝကသူကဒီစစ်တပ်ကနေလွတ်မြောက်ပြီးမသေးဘူးပေါ့တရားမသေးဘူးမငတ်ဘူးယောဂမဖြစ်ဘူးပေါ့ဟိုပင်စင်ရွယ်ရောက်တယ်သူလွတ်မြောက်တယ်ဟိုပင်စင်ယူတယ်ပေါ့နော်ကျွန်တော်လွတ်မြောက်တယ်လို့ပြောတော့တချို့သဘောတူချင်မှတူမယ်ဟိုဟာထစ်သွားတယ်အဲ့တော့တခါပါလို့လေဆိုတော့ဥပဒေအစစ်စစ်နေပဲဒါတက်မလို့ရေအရန်အင်းကဘာနေတာကနေကြွားစီနေ ဒီလူတွေကိုစစ်မှုရဲဟောင်းတွေကိုတခါအတင်းဖွဲ့တယ်ဖွဲ့တယ်စုစည်းထားတယ်။နော်အဲ့လိုဆန်လေးစီလေးအနေချင်းထောက်ပံ့ပြီးရောဟိုတသက်လုံးစစ်ကြုံဘဝမလွတ်တဲ့ဝက်ခံနေရတဲ့လူတန်းစားလို့ကျွန်တော်ကမြင်တဲ့အတွက်သူတို့ပုံမှာစိတ်မကောင်းဖြစ်မိတာပါ။အခုလေးသူတို့ခင်ဗျာဒါဟိုဟာလေးဖြစ်ပြီးွားပြီ။ဒီဘယ်လိုပြောမရဏတက်ကြီးလို့ပဲပြောမလားမကောင်းဆိုးဝါတက်ကြီးလို့ပဲပြောမလားပေါ့နော်။ဒီညီမစစ်တက်ကနေသူတို့အကြောင်းကြောင်းကြောင်းမသိဘဲနဲ့တော့မဟုတ်ဘဝမပြတ်ဖေးနဲ့ယောဂမဖြစ်ဖေးနဲ့ အသက်ပြေပြီးပင်စင်ယူနိုင်တဲ့ဒုံမော်လေးတချို့ကြတော့ခန္ဓာကိုယ်အစိပ်ပိုင်းဒါဆုံးရှုံးပြီလို့ပေါ့နော်အဲ့လိုအချိန်ရောက်တော့တို့ဘုရားတနာဖို့ကောင်းတယ်အခုလည်းဒီခင်ကြီးဆိုတဲ့ကောင်ရဲ့စော်တလွဲပြောမယ့်ကိစ္စတွေကိုတို့ကလူစုပြီးနားထောင်ရတယ်ပေါ့ဗျာတို့အတွက်ရရှိရဲ့အကျိုးနဲ့လေးရှိရင်အများဆုံးပါရှိမှလေကျွန်တော်အိမ်နေပါရရမယ်လို့တော့မထင်ဘူးဟိုလေဒီစစ်မှုရန်ဟောင်းဖြစ်နေတယ်ဆိုရင်ကျွန်တော်သိတာတော့ဒီကျွန်တော်ရန်ကုန်မှာရှိတော့ကတော့ဒီစစ်မှုရန်ဟောင်းဆိုပြီးတော့ဒီစော်အဟောင်းနေလိုက်ရောက်နေတဲ့ဒီခန္ဓာကိုယ်ဆွလွန်ထားတဲ့သူတွေကိုတော့ကျွန်တော်တွေ့ဘူးတွေပေါ့နော် အော်ဟိုအခြေအနေကောင်းအောင်လည်းမရပါဘူးအဲ့တော့ဒီလူတွေဘဝဘရောမဒီဝတ်တွင်းနေရမလွတ်နိုင်တာပေါ့နော်အော်ကိုဒီမှာဖြစ်တော့လေဒါတချို့တွေဆိုလေဒီစစ်မှုရောင်းတွေကိုပြန်ပြီးစစ်မှုရန်ခိုင်းတာဒီ1027ပထမလိုင်းနောက်ပိုင်းမှာဆိုကျွန်တော်တို့သတင်းနဲ့ခဏခဏတွေ့ရတယ်အဲနောက်ပိုင်းမှာဟိုပောက်ကူလိုတို့ဘာလို့သွားတွေ့တဲ့အခါမှာကြောက်လဲဒါစစ်မှုတန်းအနေနဲ့ဟောင်းအနေပြန်ပြီးစစ်မှုတန်းနေတို့ဘာလို့ဆိုပြီးတော့တို့ဟိုတတ်တက်ကြီးပေါ့ဗျာဒီလူစုကြီးကိုဆွဲပြီးစီယုံတိမ့်သွင်းမှုလုပ်ထားတဲ့အခြေအနေမျိုးလေအ ကျွန်တော်တွေ့ရတယ်အဲ့တော့ဟိုသူတို့ဘဝမှာအနည်းဆုံးတော့သူတို့ဟိုဖိနှိပ်ရတယ်ဆိုတည်သူထက်သူတို့ဘလောက်ညံ့မလဲတရားကျွန်တော်တို့ဟိုလက်မတစ်စိတ်လောက်ညံ့မလားပေါ့အဲအဲ့နေရာလေးလောက်ကလေးပဲအနည်းရနေပြီးတော့လူလူကိုဆက်ဖိနှိပ်နေနေရဲ့ရန်နေရာတွေမှာပါဝင်နေဝတ်ခံရတဲ့လူတွေသားလို့ညံ့ပါတယ်အခုသူတို့ခက်တီနေသူတို့ထက်ဝတ်ကြီးတယ်ပေါ့နော်အဲ့တော့စစ်သားတော်တလောက်ဝတ်ကြီးရတရားအရာရှိလေးဝတ်ကြီးပါတယ်အဲ့တော့ဘယ်လိုလဲဆိုတော့အခုဒီဘဝမှာသူတို့စီးတင်ချမ်းသာရှိနေတယ်ဆိုပေမဲ့ ဟိုကျွန်တော်နှောင်ဘွားတွေပါရုံလို့တော့မဟုတ်ပါဘူးလူဆိုတာကိုယ်စိတ်ကိုကိုတိပါတယ်ကိုမတရားလုပ်ခဲ့တဲ့ကိစ္စဆိုကိုတိကြမှာပါအဲ့တော့ဒီအပေါ်မှာတော့ဝိညာဉ်ကတော့၆လက်နေရမယ့်သူဟို၆လက်ခံနေရမယ့်လူတန်းသားမျိုးတွေပါအဲ့တော့ဒီလိုလူမျိုးတွေကဟိုလိုလူမျိုးတွေကိုရွေးကောင်းဝင်တဲ့ပတ်သက်ပြီးဘာတွေပြောမလဲပေါ့နော်အဲသူတို့ပြောတဲ့ drama တွေပေါ့ဒီဇာကြောင်းနေတွေမှာဇာလန်းနေတွေမှာတော့ဟိုတေဆုံးတဲ့ကိစ္စတွေပါတော့ပါတော့စိတ်မကောင်းစရာတော့ဖြစ်တယ်ပေါ့ဗျာထားပါတော့ဒါလူဘသူဆိုဆိုလူသေးတဲ့ကိစ္စပုံမှာတော့ အဲ့ channel ရောက်ဒီဘက်ကျတော့တော်တော်ပေါ့လို့ပေးစားနေရီဘုတ်ကောင်းတဲ့ကိစ္စတွေပါကျွန်တော်အဲ့ဒါလေးခရေအောင်နဲ့ကြည်နေတူတူဆွေးနွေးပါမယ်ဗျာတမတော်ထောက်ကမင်းပြည်ခိုင်ချိုးပါတီပုံဝင်ဖြစ်လို့ရှိရင်အသက်ခံတယ်ဘို့လို့ဖြစ်နေငါနဲ့မတူဘာရန်သူလို့ဖြစ်နေတဲ့ဘောကြီးဟုတ်တယ်မလားကျွန်တော်ကပြောကျွန်တော်ပါတီမှာတထောင်ယောက်တည်သွားပြီအဲ့ဒီလူတွေအတွက်သူတို့ကဘာဆန္ဒတွေရှိကြမယ်သူတို့ဝိညာဉ်လောကကိုကြောက်ပါတယ်ပုံပုံမြင်မှားတဲ့မြရာတခုအေဂျင့်နဲ့ဘွားတခုတို့လူချင်းကြမှာသူတို့အတွက်ကျွန်တော်ကဘာလုပ်ပေးဖို့လိုလဲသူတို့ကကျွန်တော်ပိစပ်ပေးဖို့လိုလား ဒီတိုင်းပဲကိုယ့်ကိုတင်မတင်သေးသွားနေပြီအများကြီးငါနဲ့မတူငါရံသူဆိုတဲ့ဘူတခုမြန်မာနိုင်ငံမှာထွက်ခလိုက်တာလေအတ္တနိုင်ငံရေးသမားတွေကဝေးပြီးပွင့်ထောက်လိုက်တာလေအဲ့ဒီသူဖြစ်ဖြစ်အဲ့ဒီသူပါပါရဲ့အဲ့တော့ချုပ်ပြောလို့ရှိရင်တို့ကကြွေးနေရှိနေပါလေမိတ်ဆွေတွေကလည်းကြွေးနေရှိနေပါလေနော်ဒီလိုအလားတာတိုင်းပြည်ပြည်ဆုံဆုံပေးခဲ့ရတဲ့လူတွေပဲကျွန်တော်ပြန်နေပြီးတော့ပစ်စားတင်ပါအဲ့တော့ခဏတော့ကြားလိုက်မင်းသူကတော့စအဖွင့်နေရပေါ့ဟုတ်ဒီစစ်ဘုခင်ကြီးကဘာလောက်လာလဲဆိုတော့ရေးရတာက အခုအခုတော်တော်များများပါပဲတလားကျွန်တော်ထင်တယ်လွတ်တော်အမတ်တွေလွတ်တော်ကိုယ်တိုင်ရွေးမဲ့သူတွေရဲ့အောက်ပါအခြေချင်းဆိုတဲ့အချိန်မှာတက်တော့ဘဏ္ဍပုတ်ကဘူးရမယ်တော့ဘာလို့ပါထဲ့တဲ့နေလို့ထင်တယ်ဗျအဲ့တော့အဲ့တက်တော့တက်တော့တော့ဘာလို့ပါဒါလေးခင်းတဲ့အညီပေါ့ဗျာဆိုရှယ်မီဒီယာပေါ်မှာနှွမ်းမိုးနိုင်မှုအနိုင်ယူနိုင်မှုစ조사ကြတဲ့အခါကျတော့တူတူကိုကိုအကုန်လုံးလုံးစရာရှိတာအကုန်လုံးကြာတာပေါ့လွတ်တော်အမဘုခင်ကြီးရဲ့သူ့ကိုယ်သူမင်းသားကိုက်ဖန်ဖန်လာတယ်လက်ညှိုးတွေဟိုထိုးဒီထိုးနေကင်မရာကြီးတက်တက်ကြည့်ပြီးစကားပြောတဲ့ကြီးညိုပေါ့နော် ဟိုလွတ်တော်ကိုယ်တလေးတွေဘာတွေလုပ်ရင်နောက်ဆိုရင်ကျွန်တော်အဲ့လိုလေဗီဒီယိုဘယ်နှပုတ်ရိုက်ဘူးရမယ်ဆိုတာမျိုးလေးထည့်ဖို့လိုလိမ့်မယ်အဲ့တော့သူကတော့အဲ့မှာစတယ်သူကဟိုဗမာဒီမှာပေါ့ဟိုစစ်တပ်ကိုထောက်ခံလို့ပဲထောက်ခံနေအကြမ်းကြက်ခိုင်ပါတီဝင်ဖြစ်တယ်ဆိုတော့အသက်ခံရတဲ့ကိစ္စတွေရှိတယ်ပေါ့နော်အဲစသည်ထည့်နေသူပြောတယ်ပြောပြီးတော့ငါနဲ့မတူငါရင်သူကိစ္စဖြစ်နေတဲ့အတွက်ဒီလိုတက်ဖြတ်ချင်းခံနေရပါတယ်ဆိုတဲ့သဘောခင်ကြီးကစပြီးပြောပါတယ်တော်တော့ကျွန်တော် sorry ရလေးပြောပါတယ်ဒါ ဗမာတရားရှိတဲ့သူမှမဟုတ်ဘူးဒီကဘာမှရှိရဲလူသားတဦးဟာမတရားတက်ဖြတ်ခံရတယ်ဆိုရင်ကျွန်တော်တို့စိတ်မကောင်းတရားမယ့်ကိစ္စပဲအဲကျွန်တော်တို့တရားမျှတမှုရှာဖွေဖို့လိုတဲ့ကိစ္စပဲဝန်နေရမယ့်ကိစ္စပဲအဲ့တော့ဒါပေမဲ့ဒီလူတွေပေါ့နော်ဒါသေဆုံးသွားတဲ့သူတွေအတွက်တော့ဒါကျွန်တော်တည့်ရည်ပြုခြင်းမဟုတ်ဘူးအဲကျွန်တော်ဟွာဒါခင်ကြီးရောပဲခင်ကြီးရောခင်ကြီးအဲ့လိုပြောပြီးဆိုရင်တို့ဒီຫນွေဦးတော်လိုင်း February တရက်နေ့စပြီးဆက်အနာတိမ်းပြီးတဲ့ချိန်ကနေယနေ့အထိရောမြန်မာစစ်တပ်ကနေအယက်သားတည်သူတွေ အရသာတည်သူဒါ APP ပေါ့ APP အဖွဲ့ရဲ့စာရင်းရသော9463လောက်ရှိပါပြီဒါကျွန်တော်အခုဒီဗီဒီယိုလေးကျွန်တော်မရိုက်ခင်လေးနေကျွန်တော်သွားပြီးစစ်ထားတဲ့စာရင်းပါအဲ့တော့နင်းနုံလို့လားဗျနင်းနုံလို့လားကျွန်တော်တို့ကပမာဏချင်းပြန်ရမယ့်ကိစ္စမဟုတ်ပါဘူးအဲ့တော့ तू ကလားသူများတွေကိုလက်ညှိုးထိုးနေတာနော်သူတို့ပါတီဝင်တထောင်ကျော်တည်နေဆိုပြီးရောအဲ့တော့ဒီမှာလူပေါင်းထောင်နဲ့ချီပြီးရော တက်ဖြတ်ခံရတဲ့ကိစ္စတက်တဲ့ကိစ္စလမ်းပေါ်မှာရရဲ့ဆက်ဆက်ပြစ်တက်တဲ့ကိစ္စလက်နက်မဲ့နော်ကျွန်တော်တို့ဆန္ဒပြနေပြည်သူတွေကိုတက်တဲ့ကိစ္စနော်မန်နေသွတ်သွတ်ခံရနေစပြီးတော့ကျွန်တော်တို့နာမည်ပေါင်းထောင်နေချီပြီးရှိတယ်ဟုတ်ပါတယ်ဒါသူတို့ဘက်ကလို့သူတို့ပြောရဲနော်ဒါဘက်တွေပြောရတာကျွန်တော်အဆင်မပြေဘူးဒါပေမဲ့ဒီဆိုဆိုလို့ပေါ့နော်ကျွန်တော်ပြောရမယ်ဆိုရင်ပုံကိုယ်တွေအဲဒီလိုတိတ်ဆုံးွားနေပေါ့အကြောင်းအရာ ါတော်လိုင်းဘက်ကနေတလန်ရှင်းလို့တက်တယ်ဘာနေဘာနေစသည်ဖြင့်ကိစ္စမျိုးစုံရှိနိုင်တယ်အကြိမ်မတရားချဆုံးခဲ့ရဆိုရင်လည်းဒါတရားမျှတမှုကိုပြန်လည်ရှာဖွေလို့ရတဲ့အချိန်မှာရှာဖွေပေးရမယ်အထင်မှာပါရီလို့တော့ကျွန်တော်ကယုံကြည်တယ်တကယ်ဆိုရင်ပေါ့တကယ်ဆိုရင်ပေါ့သူတို့မှမဟုတ်ဗမာတီအတွင်းမှာကျွန်တော်တို့ကဒါຫນွေဥတော်လိုင်းနဲ့ဖြက်ပြောရင်တော့မတရားကြပါမတရားရကြပါတယ်ကျွန်တော်တို့ဒီဒီမှာစစ်တဲ့စပြီးတော့ငရေခွေးကြီးလို့တောင်းကြတဲ့အချိန်တွေကစပြီးတော့ကျွန်တော်ရေတွက်မယ်ဆိုရင်လူမျိုးစုဒေသတွေမှာရောဒီလိုတက်ဖြက်ခံရတဲ့သူတွေဘယ်လောက်ရှိသွားပြီလဲ တခြားတခြားတခြားသောကျွန်တော်တို့ဒီရွာရင်းတော့ကျွန်တော်တို့မီးရှို့ခံရတာအခုຫນွေဥတော်လိုင်းနေမကောက်ရှေ့အခါဆက်ဆက်ခရှိခဲ့တဲ့အခြေအနေမျိုးတွေနောက်နောက်ကျွန်တော်ရခိုင်ပြည်မှာဆိုရင်ဒါရိုဟင်ဂျာလူမျိုးတွေပုံမှာလူမျိုးလုံးတက်ဖြတ်တာခဏရတဲ့ဆင်းရင်ဒီဆင်းရင်နဲ့ရင်းရင်တော့ကုန်နိုင်မယ်မထင်ပါဘူးအတိအကျရဖို့တော့ခက်တယ်အဲ့တော့ तू तू ပြောနေရေ तू မြင်ပေးနေရေနော် तू မျက်စိတင်းမှာ तू ဒါ ဟိုအတုံးချနေတာနော်တန်မိုးရှိရေလို့သူကိုယ်ကိုယ်တိုင်ထင်နေထင်နေပုံမပေါ်ပါဘူးထင်နေတူရေလည်းမဟုတ်ပါဘူးစိတ်ရဆွေးကောင်းနေပါစိတ်ရဆွေးကောင်းနေပါအဲ့လိုလူကနေပြီးတော့ဒါသူအတုံးချဖို့လူတစ်ထောင်ကျော်ဆိုတဲ့စကားကိုပြောပြီးတော့တေဝါရဲသူတွေရဲ့အယိုးစုပေါ်မှာတတ်ထိုင်ပြီးအာဏာရဖို့လုပ်တဲ့အာဏာငန်းဖန်းချက်ကြီးကတော့စောက်တလွဲပဲစောက်တလွဲပဲဘာပြောမှမှန်အောင်မသိဘူးဘာပြောမှမှန်အောင်မသိဘူးဟို ရှိမှာပါဘတ်တိုင်းမှာပဲကပောက်မှာဗမာတီမားမဟုတ်ကပောက်မှာတော်လန်ရေးတွေအဖွဲစည်းတွေเนาะအာနာယူရဲအဖွဲတွေအာနာသိန်းတွေအဖွဲတွေတော်လန်နေအဖွဲတွေပုံကန်နေအဖွဲတွေရှိကြမှာပါပဲဒါအကုန်လုံးဒီအာနာအတွက်အလုပ်လုပ်တာပါအာနာလိုပါတယ်အဲ့တော့အာနာအတွက်အလုပ်လုပ်တဲ့သူတွေကြားထဲမှာဒါမျိုးအတွေးကိုရှိအောင်ရှိနိုင်ပါတယ်ရှိမှာပါအများတရားရှိကြမယ်လို့တော့ကျွန်တော်ခံမှန်းတယ်ဘာကြောင့်လဲဆိုကိစ္စတစ်ခုခုကိုနေပြီးတော့ဒီကနေတက်လိုက်မယ်ဆိုတဲ့အတွေးကိုမျိုးအဲ့တော့ ဒါပေမဲ့ဗဇက်ကထုတ်ပြောရလောက်အောင် public အရှိမတထောင်ကျော်ကတော့တေပြီးအခုသူပြောရတဲ့10မိနစ်တကာလာအတွင်းမှာပါပါလေလူတထောင်ကျော်တက်ခံရပြီငါနဲ့မတူငါရင်သူနိုင်ငံရေးသမားတွေမှာအတ္တနိုင်ငံရေးသမားတွေအကြောင်းသူဒီစကလုံးနေသူစကလုံးနေပြောရတယ်ဗောနော်အဲ့တော့ပြည့်ဆက်ပြောတယ်သူတို့တွေကတေမှန်းမသိအောင်ခုခုကိုတေမှန်းတိအောင်တိလိုက်ချင်မှတိမှာဗောနော်အဲသူတို့တွေဝိညာဉ်နေသည်ဒါကောင်းတဲ့နေရာရောက်ဝင်ဒါပေမဲ့သူတို့မှာဆန်နာတွေရှိတယ်တဲ့ အိတ်ဆန်နာတွေအတွက်ကျွန်တော်တို့အသက်ရှင်နေတယ်ခင်ဗျားတို့ကျွန်တော်တို့ပေါ့တို့စစ်မှုရဟောင်းတွေကပေးဆက်ရမယ်တဲ့ပေးဆက်ဖို့လိုတယ်တဲ့ဟုတ်ပြီအဲ့တော့ဘိုခင်ကြီးကဘယ်လိုပေးဆက်ခိုင်းမလဲကျွန်တော်နေနေဆက်ကြည့်ကြမယ်ကျွန်တော်နိုင်ငံရေးတွေ့ကြုံရှိတဲ့လူတွေနဲ့ပေါက်ဆက်ပြီးစောက်တင်ပါခင်ဗျား ID ခကြီးမှာပညာတတ်တဲ့လူတွေလူရင်းမြများတဲ့အဖွဲ့အစည်းမျိုးကိုကျွန်တော်နောက်ခံပြုတဲ့အဖွဲ့အစည်းမျိုးနဲ့နိုင်ငံကိုတိစောက်တင်ပါတယ်ဒါကိုကျွန်တော်ပြောနေတာအဲ့တော့လူပုဂ္ဂိုလ်လည်းခြေတင်တယ် အဖွဲ့အစည်းတွေကြည့်နေမှာဒီညမှာတော့ mess web ကလာဆိုပြောင်းမဲပြောကြမှာနော်အဖွဲ့အစည်းနဲ့ပတ်သက်လို့ကျွန်တော်ပါတီအဖွဲ့အစည်းအားလုံးတီးပြီးဖြစ်ပါလိမ့်မယ်ဟုတ်ပါတမိုင်းရှိတယ်အဲ့တော့ပြောချင်တာကကျွန်တော်နောက်မှာအင်အားတောင်းတင်းနဲ့တိကျပြုထောင်ပေးထားတဲ့နိုင်ငံတော်အတွက်ရည်ရွယ်စုဖွဲ့ထားတဲ့ပါတီကျွန်တော်ပါတီအဖွဲ့အစည်းရှိတယ်ဆိုတာကျွန်တော်ပြောချင်တာအဖွဲ့အစည်းကိုကျွန်တော်လည်းကြည့်ဖို့တယ်အဲ့ဒီအဖွဲ့အစည်းချင်းတည်ပဲဒါ mess web ကလာမှကျွန်တော်ပြောတာနော်ချင်းတည်ပဲအဲ့တော့စစ်ဘောင်းစစ်ဘောင်းခင်ကြီးရဲ့စစ်ဘောင်းခင်ကြီးရဲ့အကွက်ပေါ့နော်အဲ့တော့ရှေ့မှာတေသွားတဲ့လူတစ်ထောင်ရဲ့ ဝင်းနေနေမှာမပြည့်ပြည့်သေးတဲ့ဆန္ဒရှိတယ်။ဒါတွေကိုအကောင့်ထည့်ဖို့ပေးဆက်ရမယ်။ဘာပေးဆက်ရမလဲဆိုအတွေ့အကြုံရှိတဲ့ပါတီကြီးကိုမေးပေးပါသူရဟာပေါ့။ခရရအရှက်အရှက်နဲနဲတယ်တော့လေ။တလားဟိုကျွန်တော်စကလုံးနေတော့မပုံမပေါ်နိုင်ဘူး။ဟိုအရှက်နဲတယ်ဆိုတဲ့ကိစ္စကိုပြောပြပေါ့လေ။တော်တော်ဆောက်ရက်နေတာ။တော်တော်ဆောက်ရက်နေတာဗျာ။တော်တော်ဆောက်ရက်နေတာ။အဲ့တော့ပြီးတော့ဒီပါတီကြီးရဲ့သမိုင်းရှိရေပေါ့နော်။ဘာသမိုင်းလဲဆိုတော့ဟာ ိုကြက်ခံရေးအသင်းကြီးဆိုပြီးစစ်တပ်ကဖွဲ့ပေးပြီးတော့လူအဖွဲ့စည်းကိုအနိုင်ကျင့်ဖို့တစ်ချိန်လုံးစူးစမ်းနေတဲ့တမိုင်းတော့ကျွန်တော်တွေ့မိတယ်။အဲ့တော့ဆိုတော့အဲ့ကြက်ခံရေးပါတီရဲ့တမိုင်းဆိုလေအင်တန်ယူစရာရှက်စရာကောင်းတဲ့တမိုင်းပဲရှိရလို့ကျွန်တော်မြင်ထင်တယ်။နောက်ပြီးနောက်ခံပေါ့နော်ဒီပါတီရဲ့နောက်ခံအင်အားတောင်းနေလေးကျင့်ပြုစုပြောထောင်ပေးထားတဲ့ဒါအပါတီကြီးပေါ့နော်။ဘယ်သူကလေးကျင့်ပြုစုပြောထောင်ပေးထားလဲဆိုတော့မြန်မာစစ်တပ်ကပါ။မြန်မာစစ်တပ်ကသူ့ရဲ့စစ်ဝါဒကိုတနည်းတစ်ပုံပြန်လဲအသက်သွင်းနိုင်မှု တို့မဟုတ်ဆက်ပြီးအတွန်းရှည်စေနိုင်မှုဒါမြန်မာစစ်တပ်ရဲ့စစ်ဝါဒလို့ပြောလိုက်တယ်ဆိုရင်ဒီအောက်မှာကျွန်တော်တို့ဆက်ဆံနေတဲ့လူမျိုးကြီးဝါဒတွေနော်ကျွန်တော်တို့ဟိုလွတ်လပ်စွာယုံကြည်ကိုယ်ဝေခွင့်ပိတ်ပင်တာတွေနော်နောက်တစ်ခါဘာသာစကားအရဝါနေဝိုးကျူးတာတာနေနေတွေတိန်းတာလူမျိုးစုတွေကိုဖိနှိပ်တာအော်ဒီရင်းစစ်နော်ဆရာစုမှုလူသားမျိုးတွေကိုကျူးလွန်လို့ရာဇဝတ်မှုဒါအပြင်ဘာတွေရှိသေးလဲကျွန်တော်လူမျိုးလုံးတတ်ဖြတ်မှုဟာကျူးလွန်နေတဲ့နော်အနေနဲ့ ဒီဟာရှိရဲ့စစ်ဘွာရကြီးဟာအကုန်လုံးနဲ့အကျုံးဝင်နေတာပါဒီစစ်ဘွာရကြီးကိုဆက်လက်သေးဆောင်နေမှုအတွက်သူတို့ရဲ့ဒီ proxy လုတ်ပြီးတော့တစ်စက္ကန့်စီမင်းရှင်သည်ကြက်ခိုင်ရင်နဲ့ဖွင့်လို့ရပါတယ်ပါအဲ့တော့အရင်တော့ကတော့မဆာလာကလည်းသူ့ရဲ့တဆနဲ့ရောအဲ့လိုစဉ်းစားပြီးထားခဲ့ပေမဲ့လေဟိုကြက်ခိုင်ရင်ကတော့တဆနဲ့ထက်ပိုပြီးတော့အစွမ်းထက်တာကိုကျွန်တော်တို့တွေ့ရတယ်ဘာလို့လဲဆိုတော့ တို့တော့တကယ်စောက်ရှက်မရှိတဲ့လူတွေဟိုဘက်ကအာနာကိုမရရင်ဒီဘက်ကအာနာကိုယူမယ်ဘာလို့ဆိုအကျိုးစီးပွားခြင်းပေါ့နော်ဒီဘုံမှုတွေဘိုလ်ချုပ်တွေဒီလိုကောင်းနေရအကျိုးစီးပွားခြင်းလက်ရှက်ထိုးပြီးတော့ဟို corruption ဆိုတဲ့ကျွန်တော်တို့အကတိလိုက်စားမှုတွေကိုလှုပ်ထားတဲ့ကောင်တွေဖြစ်တဲ့ခါကြတော့တယောက်နဲ့တယောက်တစ္ဆာတော့ရှိကြတယ်အဲရှိတဲ့ခါကြတော့ဒါကြီးကိုတို့ရဲ့ခေါင်းထဲမှာအနေနဲ့ဟိုရိုက်သွင်းပြီးတော့အမှန်တရားအထိတိဆောက်ထားတဲ့အရာကြီးဖြစ်လာ ဲ့ဒါပါလေဆိုရင်ငါတို့ sauce တက်ကြီးမရှိဘူးဆိုရင်တိုင်းဒီကြီးကပြုတ်ကွဲမယ်အားလုံးခွေးဖြစ်မယ်ငါတို့ရှိဖို့လိုတယ်ဆိုငါတို့ကငါတို့တော်တော်ဆောက်ရည်ကြီးတဲ့ကောင်တွေပါလားလို့ထင်နေအဲ့လိုစစ်ဝါဒကိုတိဆောက်ထားတာပါအဲ့တော့ဆောက်ရည်ကြီးတဲ့ခါကျတော့တိုင်းဒီကိုသူတို့ပုံဖော်ခြင်းသူတို့ပုံဖော်တယ်သူတို့ပုံဖော်မှုဒီဘယ်ရလာလဲဆိုတော့ကျွန်တော်နေဝင်းစီရလာတယ်အဲ့လိုကောင်တွေ ਨੇ စုဖွဲ့ထားပြီးအဲ့လိုတသလုံးတွေးခုံနေတဲ့စစ်တက်ကြီးပဲရှိပါတယ်အဲ့တော့ဆိုတော့ကတော့ထားပါတော့ဒီကသူတို့ဆွဆွဲသလိုပေါ့ ဒီဒေါ်လာကြီးအင်အားစုတွေလက်ချက်ကြောင့်အသက်ခံလိုက်ရတဲ့ငါနဲ့မတူငါရင်သူဆိုပြီးအသက်ခံလိုက်ရတဲ့လူတစ်ထောင်ရဲ့ဝိညာဉ်တွေကိုချနှင်းပြီးတော့သူတို့ပါတီအတွက်မဲဆွဲပါတယ်အဲဒါမျိုးကိစ္စအတွက်အတွေ့အကြုံရှိတဲ့ပါတီကြီးလိုက်ရှိပါလေဟိုကြီးလိုက်ပါဘာပဲရှိတယ်ရှင်သိပဲရှိတယ်ဆိုတော့ဘာလို့ကျွန်တော်ငငယ်တော့ကတီမလာရေးကြော်နေရတော့တမီးတို့အကြိုက်မွန်းလိုက်ဆိုတဲ့ကြီးပေါ့နော်အာတာကြီးတို့ကြီးလိုက်မင်းတို့ရှင်သိကိုမဲထဲလိုက်အဲ့တော့မင်းတို့တငငယ်ချင်းတွေတေသွားတဲ့လူတစ်ထောင်အတွက်မင်းတို့ပေးဆက်ပြီးသားဖြစ်သွားပြီဆိုတော့ ကီးနဲ့အလုံးအင်မတန်အောက်တန်းကျသွားမဲဆွမဲဆွယ်သွားတဲ့ခင်ကြီးရဲ့လောက်ွက်ပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းလည်းရှိတယ်ဒီတစ်ပိုင်းအကြောင်းရည်ရတယ်ကြာနည်းနည်းနားထောင်ကြည့်အောင်ကျွန်တော်ဒီ position ဒီဇာတိမှာကျွန်တော်ကဒီဒီပါတွေ့ပါတယ်။ဒါမှမဟုတ်သစ္စာတရားပါ။ဒီမှာရှိတဲ့ကျွန်မကျွန်တော်ဇာတိတိကိုကျွန်တော်ပို့တော်ကြာ။ဘာကြောင့်လဲဇာတိတိမှာကျွန်တော် လေခွင့်တွေတွေ့တာ။အာကျွန်တော်တော်ကြာရတယ်။ဒါပေမဲ့ကျွန်တော်မှန်ချပြီးတော့ဒီတားရှူလာ။ငွေငွေတော့ဒီထဲမှာကြီးပြင်းခဲ့ရတယ်။အဲ့အဲ့ဂျန်တန်ထဲမှာကြီးပြင်းခဲ့တယ်။အဲ့ဒါကိုကျွန်တော်တတိယ။အသိကြက်ကျွန်တော်ပြောမှကျွန်တော်ကလေပဲရှိတယ်တောင်မရှိဘူးဟုတ်လားဒီမှာကျတော့လေအဆုံးနဲ့မှတောင်ကြီးရရှိနေတယ် ဟုတ်တယ်မလားတောင်းရင်ညွတ်ညွတ်ရေးရှိနေကျွန်တော်နေကျွန်တော်တက်ခဲ့တဲ့တောင်းတော့ဘူးပေါ့ဗျာကျွန်တော်ကရှမ်းပြည်တို့ကချင်းပြည်တို့ဒီမှာတက်ခဲ့တာဒါပေမဲ့အဲ့တောင်းနေမျိုးလို့ရှိရင်ကျောပေါ်ကြီးထမ်းတယ်နော်တနေ့ကတနေ့ကသွားနေရတာကြီးစားချက်စားချက်စားချက်တွေတရရတယ်နော်ကျွန်တော်သွားနေဒီပေါ်မှာတန်းတန်းတန်းနေကျွန်တော်မှတ်မိနေတယ်ကျွန်တော်ကိုယ်တကယ်ချင်းနေထားရတယ်မှတ်မိနေတယ်လူနာတေးတာတွေမှတ်မိနေတယ်ဘဝမှာအတိတ်တစ်ခုကိုဒီမှာဆက်ဆက်ပြီးမြင်နေရတာပေါ့နော်လေဝင်းနေတဲ့ဒီတောင်းတန်းနေမျိုးအဲ့တော့ကျွန်တော်ဒီနေရာမှာနေကြတယ်အဲ့တော့ကျွန်တော်ပြက်ပြက်သားသားဆုံးဖြတ်တယ်ကျွန်တော်ပြောင်းနေတယ်နေနေဒီကျွန်တော်ဇာတိလေးမှာဒီတခါတော့ဝေးပြိုင်မယ်လို့ပြောစမှာပါအဲ့တော့ ရေးရတယ်ရေးရတယ်ဆိုတော့ကျွန်တော်ခင်ဗျားတို့ကြားရင်လေကျွန်တော်လိုစဉ်းစားမိရင်တော့ရေးရရမှာပါအဲ့တော့သူကဇေယျသီရီမှာဝင်ပြိုင်မှာတဲ့ဒါနေတီရောမှာပေါ့နော်အဲ့တော့သူကသူကဘာလဲဆိုတော့သူကဇေယျသီရီသားမဟုတ်ဒီမဲ့ညောင်းညားသားလားမသိဘူးအဲ့ညောင်းညားသားလားအဲ့ဟိုဇလေးဇလေးညင်းဆောင်ပဲဒီခင်ကြီးကအဲ့တော့ဒီဘဲကဘာလို့ဖို့ကြိုးစားရလဲဆိုတော့သူကသူဇေယျသီရီနဲ့သူနဲ့ဘလောက်ဘလောင်းရှိပါတယ်ဗောသူကဒီထဲမှာဘလောက်နှက်ညုပ်ပြီးဒါကြီးကိုဘလောက်ချစ်ပါတယ်ဆိုတော့ပုံဖော်ဖို့အတွက် ဆရာသမားဒရမကင်းဒရမကင်းစောက်ချိုးကိုလေသူကသူအဲမင်းသားကြီးနေနေဆိုပြောတာပေါ့နော်အဲကျွန်တော်လည်းနားထောင်နားထောင်နေကျွန်တော်ဘယ်လိုရင်းမိလဲဆိုတော့လေခွင်းတွေတွေ့တယ်ပေါ့နော်လေခွင်းတွေတွေ့လေခွင်းတွေတွေ့တော့မှန်ချပြီးအနေရှူတယ်ပါနေအစသည်ဖြစ်တယ်အဲကျွန်တော်စဉ်းစားလေခွင်းတွေတွေ့တော့ဒီကောင်ဘာလို့ဖို့လဲတိမ့်မို့လားပေါ့နော်ဘာလို့လဲဆိုတော့ဒီမစစ်တက်ကလေခွင်းတွေ့ရင်တိမ့်တာပဲပေါ့နော်ကျွန်တော်တိတဲ့လောက်ကတော့ဘာမှဒီမှာလေသိမ့်ခင်ရတဲ့ညသိမ့်ခင်ရတဲ့လေသမားယာသမားအပေါ်ဆုံးလူရန်သားဖြစ်မယ်လို့တော့ထင်တယ်ဒီမှာစစ်တက်က နေသိမ့်လေသိမ့်ချက်ကလေအဲ့တော့ဟာခင်ရပါလေလေခွင်းနဲ့တွေ့ရင်သဘောကျတယ်ဆိုတော့အော်သူသိမ့်မလို့နေတူတယ်ပေါ့နော်ဟာနောက်ပြီးတောင်နေတွေ့တယ်အဲ့တောင်နေတွေ့ရင်လေဆိုသဘောကျတယ်ပေါ့နော်ဟောအော်ဒီဘဲနေပေါ့နော်တောင်နေကိုမအောင်တက်ပြီးတော့ဒါတောင်နေကိုသူရင်သိမ့်မယ်ဆိုတော့ဒါလူမျိုးစုတွေပဲရှိတယ်အဲ့ပြီးရင်သူကသူရှဲနေကချင်နေမှာသူတက်ခဲ့တဲ့တောင်နေကိုလေသတိရသည်တနေ့တနေ့ကိုလေကြားအောင်သေးတယ်မေဘေးကဘာလို့ဖို့ကြိုးစားနေရလဲဆိုတော့ကျွန်တော်စိတ်ထဲမှာတော့ဒီဘဲကတကယ်ကို အဲ့လိုလေကွင်းတွေတောင်တွေတွင်တင်းကျင်ပြီးတော့ညီမအစ်တက်ကဟိုလုံးဝစောက်ကျင်လေအဲ့လိုကျွန်တော်တို့သူကနေသိင်းနေဆိုတာအလကားသာစီးပွားရေးအတွက်တင်းနေဆိုတာပမာဏတိတိလေးပါနော်ဒါနေရာတကာတိုင်းကစီးပွားရေးအတွက်မဟုတ်ဘူးတို့ရဲ့စစ်တက်ကဲဩဇာတိဆောက်ဖို့စစ်တက်ကဲလွှမ်းမိုးနိုင်မှုအခုလေးဒါကျွန်တော်တို့တော်တော်ခက်ခဲခဲဒါဒေါ်လိုင်းအင်အားစုတွေဆိုတိုက်ယူရတာပဲလေတို့သိမ်းထားရင်နေရာဘလောက်နေရာလေးဒီပေါ်မှာစစ်စခန်းနေတောင်ဟိုအရင်ဟိုပတ်ဆက်ဟိုဟာတိမ်းပြီးတော့မောင်းနေထုတ်ပြီးတော့အင်အားနဲ့တိမ်းလို့မရရင်တိုက်ခိုက်ပြီးတိမ်းနေတက်ဖြတ်ပြီးတိမ်းနေ ဘုံကျဲပြီးတိမ့်နေနော်တရုတ်ပြည်ကျူးကျော်မှုကအကြောင်းပြုပြီးတော့မြန်မာစစ်တပ်တွေရှမ်းပြည်တွေကိုဝင်သွားတာရော့သွားတယ်ဆိုတော့မရှိတော့ဘူးတောက်လျှောက်အခုတတိဒါရှမ်းပြည်ရဲ့မှာဆိုမြန်မာစစ်တပ်အများစုပဲဒါ1027မှာနေနေကင်လိုက်လို့တော်တော်ပြုတ်သွားတာအဲတာတော်တော်ရှိသေးတယ်အဲ့တော့စဉ်းစားကြည့်ဆိုတောင်တွင်းလေတိမ့်ကျင်နေဆိုဩခင်ကြီးခင်ကြီးစစ်သားဗီဇာမပြောက်ဘူးပေါ့နော်သူကသူဟိုဥခင်ကြီးပဲလှုပ်လို့မောင်းချက်တည်းကောင်းကောင်းကြီးဆောင်းကြီးချိတ်တမိန်ချိတ်ပစိုးကြီးပဲဝူးဝဲပေါ့နော်သူကတောင်းနေရင်လည်းတိမ့်ကျင်တယ် ဟွာဗါလေကျွန်တော်တို့လေရရာတွေလေခွင်းတွေတွင်းနေတိန်းကျင်နေဆိုတာအဲ့တော့ဒါ तू ကတော့ stand ထွင်တာပေါ့ဗျာကျုပ်ကတော့ရည်စရာလို့ပဲမြင်ပါတယ်အဲ့တော့ဒါကတော့ခင်ရဲ့တေသူတွေရဲ့ကျောကုန်းဘဝကနေနေမီအာနာတီဆောက်လို့တဲ့မဲဆွယ်မှုအကြောင်းလေးကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဗျာကြီးစုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်